ါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြွဆွမ်းလာရေးပါရှင်ကျမတို့ channel ကနေတော့ဆွေးနွေးသတင်းများကိုစတင်တင်ဆက်ပြီးတော့မှဖြစ်ပါရှင်ပခုတ်ကူလေးစိတ်တတ်ခိုက်ခံရကြောင်းသိရှိရပါတယ်မကွေးတိုင်းပခုတ်ကူလေးစိတ်နိုင်အထိုင်းချတက်ဆွဲထားတဲ့စကောင်းစီတတတ်များအောင်လက်နေချင်းများဖြင့်ပြစ်ခတ်တက်ခိုက်ခဲ့ကြောင်းဒေါင်းတွင်းနီပြောက်ချတက်ဖွဲ 1SO ပြန်ချရေးတာဝန်ခံကိုမျိုးချန်နဲ့သိရှိရပါတယ် အဆိုပါပခောက်ကူလင်းရင်ကွင်းအဟောင်းတိုင်းလက်ရှိတဲ့စကားစစ်တခွင်များအထိုင်ချသက်ဆွဲတည်ဆောက်ထားပြည်ပြည်မှုများလှုံ့ဆော်နေသလိုနိုင်ငံတကာရဲ့စိတ်ဖြစ်စေရန်စီမံကိန်းရေးဆွဲနေကြောင်း2023ခုနှစ်စက်တင်ဘာလ6ရက်နေ့ကလေးကစကားဆောင်ခီးစင်တွင်မှပြောဆိုသွားခဲ့တာဖြစ်ပါရယ် YSO မှာကွန်မြူကငါးရာမမ ။နက်နက်ကြီးသုံးလုံးနဲ့ rocket စလုံးကျော်ပစ်ခတ်ခဲ့တာပါ။စစ်သားတွေထိုင်ချတဲ့နေရာအနီးကျရောက်ပောက်ကွဲခဲ့ပါတယ်။အထိခတ်ရှိပြီးတေဆုံမှုလည်းရှိပါတယ်လို့ကနဦးသိရပါတယ်။အသေးစိတ်ကိုတော့မသိရသေးဘူး။အဓိကတော့သူတို့မထိုင်နိုင်အောင်ချိန်ချတဲ့တဘောပေါ့။သူတို့အထိုင်ချပြီးဆိုရင်လည်းကျွန်တော်တို့ကတိုက်ပွဲဖော်ဆောင်ရင်ဒေချောင်းနဲ့အန်ရရဲ့ပေးမလို့လည်းကောင်းပြောဆိုထားပါတယ်။ရေပစ်ခတ်မှုကဟောင်းအဆူအပြင်ပခုတ်ကမြို့နယ်ပြည်တိုးချုပ်ရဲ့အဖွဲ့ရေစကြိုတပေါင်းစုမြိုင်မဟာမိတ်အဖွဲ့များနဲ့ရွှေညာမြို့ပြည်နယ်တို့ပူးပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ပကောက်ကူလေးရင်ကွေအနီမှာစစ်ကြေးကောင်းနေတဲ့စစ်တပ်နဲ့ရဲတချို့ကလည်းအတွင်ယူတိုက်ခိုက်မှုရဲနဲ့စစ်သားတို့တစ်ဆုတ်ခဲ့ပြီးတနက်တလဲကိုလည်းတင်ဆင်ရရှိခဲ့ကြောင်းသိရှိရပါတယ်။မကွေတိုင်းပကောက်ကူမြို့နယ်ပကောက်ကူလေးရင်ကွေအနီစစ်ကြေးကောင်းနေတဲ့ရဲနဲ့စစ်သားတချို့ကိုအတွင်ယူတိုက်ခိုက်ခင်ရရင်ရဲတအုပ်စစ်သားတို့စုစုပေါင်းလို့တစ်ဆုတ်ခဲ့ပြီးလက်နက်တလဲတင်ဆင်ရရှိခဲ့ကြောင်းစောရန်ရေစကြိုတစ်ခွက်တောင်းဝန်ခံကိုအောင်မောင်ကရှောင်းခဲ့တဲ့တင်ဌာနချက်တို့ပြောကြားထားဖြစ်ပါတယ်။ နိုယမလာတရရင်နေနဲ့9နာရီ29မိနစ်ချင်းပခုတ်ကူမြို့နယ်ပခုတ်ကူနေရင်ကွင်းအနီးပခုတ်ကူဟီစကျွလမ်းမကြီးပေါ်ရင်းကုန်ကားများကိုစစ်ကြေးကောင်းနေတဲ့ရဲလီမယာနုကိုမြစ်တကဝရဲတခွေများကဆိုင်ကယ်ဖြင့်အတွင်ယူပြီးတွားရောက်ပြစ်ခတ်ရှင်းလင်းခရာတွင်ရဲတပ်တည်ဆုံးခဲ့ကြောင်းထို့သူပြစ်ခတ်တိုက်ခတ်မှုအတွင်လေရင်ကွင်းကိမှကျန်းခစ်စစ်တပ်များကပြစ်ကူပေးတိုက်ခတ်ခဲ့သဖြင့်ရင်ကိအောင်40မမဖြင့်ဘုံတည်တလုံးထမှတ်ပြစ်ခတ်တိုက်ခတ်ခရာတွင်စစ်သားတို့ထမှတ်တည်ဆုံးတိုက်ခတ်ကြောင်းသိရှိရပါသည် စစ်ခွေတွေယူနီဖောင်းဝတ်ပြီးသွားလိုက်တာပါစစ်ယူနီဖောင်းဝတ်ပြီးတော့သွားလိုက်တာနဲ့အနာရောက်တော့မင်းဘာလုပ်နေလဲဘဲရလဲမေးတော့ဆက်မှုစုကပြောနေတခါလေးပြစ်ထက်လိုက်တာတိန်စင်းရရှိတာကရဲကန်တဲ့လက်နဲ့နဲ့ဆိုင်ကတစီဒီကောင်တွေကဂဲကကောင်ပေါင်းရဲ့တရားဝင်ခွင့်ပြုချက်နဲ့ပတ်စံထွက်တောင်းတဲ့သူတွေမဟုတ်ဘူးကြားပေါက်ရှာတဲ့သူတွေတခါတလေနှစ်ယောက်တခါတလေသုံးယောက်အတူတူထွက်ထွက်တောင်းနေတယ်အခုကလင်မယားနဲ့ယောက်ထွက်တောင်းတာပါလို့စောရရေးစကြိုတစ်ဖက်တောင်းခံကိုအောင်မောင်ကရှမ်းကတဲ့တရင်ဌာနချက်လို့ပြောဆိုထားပြပါရီ ဆက်ကြေထွက်ကောင်းနေတဲ့ရဲမှာပခုတ်ကူမျိုးနဲ့ပခုတ်ကူမျိုးမှရဲစခန်းမှာရဲလုတ်တဲ့6နှစ်ရှိရဲတပ်သားရင်မွန်ဖြစ်ပြီး၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ MA1 အမျိုးသားတနတ်တလေးစံကတစ်စီတို့ကိုတိုက်စီရရှိခဲ့ကြောင်းဖက်စီရရှိသူရဲတပ်သားရဲ့ဇနီးမှာကိုဝန်ငါလလွှတ်ထားတဲ့ဖြင့်စစ်စေးမင်းများကပြန်လွတ်ပလိုက်ရကြောင်းသိရှိရပါတယ်စုံမလုံးဆောင်မှုများကိုစော်ရရေးစကြတပေါင်းစုရဲဘော်တို့ကလှုပ်ဆောင်ကြခြင်းဖြစ်ပြီးမြေတုကာကိုရေးတခွင်များအထူးခံမရှိပြန်လည်ဆွခွန်နိုင်ခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့နှစ်တရင်မြို့နယ်ရှိပြူစောတိစခန်းနဲ့ပကင်ကိုတက်ခိုင်မှုစကောင်းစီဖက်ကနေတူတည်ဆုံခဲ့ပြီးစခန်းမှုနေအိမ်နဲ့ဘိုတဲကိုလည်းမီးရှို့ရှင်နေခဲ့တဲ့ဆိုတဲ့တရင်ကိုတိဆက်ပြမှာဖြစ်ပါရယ်ဘကိုရိုင်းနှစ်တရင်မြို့နယ်ရှိပြူစောတိစခန်းနဲ့ပကင်ကိုတက်ခိုင်ခဲ့ရရင်အကျန်းပဲစကောင်းစီဖက်ကနေတူတည်ဆုံခဲ့ပြီးစခန်းမှုနေအိမ်နဲ့ဘိုတဲကိုလည်းမီးရှို့ရှင်နေခဲ့ကြောင်းတာယောက်တခရိုင်အမတ်တတိုင်ရင်3800တင်မှတောင်းဝန်ရှိတူတူကရောက်ခဲ့တဲ့တရင်ဌာနထပ်ပြောဆိုထားဖြစ်ပါရယ် ရှမန်နေနိုဝင်ဘာလ3ရက်နေ့နနက်9:55မိနစ်ခန့်ချိန်နတ်တရင်မြို့နယ်မင်းဘူးကျွန်းစုအောင်ရွာရှိဘူးစတီစကန်ကိုပုဂ္ဂိုလ်တိုင်းစထနာအမတ်20ဘူဟာတာယာဝတ္ထခင်ရတရင်တတရင်ဒရုန်းတပ်ဖွဲ့ရဲဘော်များနဲ့တပ်ခွင်နဲ့ရဲဘော်များကဒရုန်းဖြင့်ပုံကျတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စကောင်းစစ်ဘက်ကနေထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ရှင်းမရှိတဲ့ကြောင်းသိရှိရပါသည် ရှင်နေနဲ့9923မိနစ်ခန့်တွင်မင်းဘူးကျွန်းအောင်ဆူရွားနေတောင်ညိုရက်ကအချာရှိကန်စုတောက်ကွာစခန်းမူနေနေစစ်သားများကင်ပုံဝင်နေတဲ့ဘူတက်စခန်းကိုလည်းကျွန်တော်ရဲ့ရေပေါ်များကမိရှုရှင်နေခန့်ကြောင့်သိရပါတယ်။ကျွန်တော်တောင်ညိုရက်ကစခန်းမှာကင်ပန်းရချွန်တာတဲ့စစ်သားတွေရဲ့များကိုရှင်နေနဲ့6925မိနစ်ခန့်တွင်ကျွန်တော်ရဲ့ရေပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရတဲ့စစ်သားတို့တေဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူများလည်းရှိနေကြောင်းသိရှိရပါတယ်။ တန်စုတကွာကမင်းဘူးဂျွန်စ်အောက်စုရွံနဲ့အတောင်ယူရက်စကန်အကြမ်းရှိတာပါဆိုင်ကနေဆိုရင်တော့15မိနစ်လောက်မောင်းရပါတယ်ကျွန်တော်တို့အရင်ဆုံးဒရုန်းနဲ့ချပါတယ်ပြီးတော့စခန်းမှုနေအိမ်နဲ့ဘိုးတဲဟိုမိရှုပါတယ်အဲထက်ကမှတောင်ယူရက်စကန်ကစစ်ခုတင်နဲ့ရက်ခုတွေကထွက်လာတော့ကိုတန်စုတကွာအနာမှာပဲမိုင်းဆွဲတိုက်ခတ်ခဲ့တာပါလို့တိုင်းရောက်တဲ့ခရင်အမတ်တတရင်3800တိမအတောင်ရှစ်တို့ကပြောဆိုထားပြပါရယ် ဆိုပါမိုင်းဆွဲတက်ခတ်မှုပြုလုပ်ခဲ့ပြီးနောက်ဂျန်ဖစ်စတန်နဲ့တော်နေတဲ့ဖွဲ့များအပြန်နဲ့ပြစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော်နေရဲ့ရေပေါ်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ဆက်လက်ပြီးတော့ပေါင်မြုံနဲ့အတွင်စစ်ကြောင်းထုံနေတဲ့စစ်တကပီတူနှုတ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးကျေးရွာများကိုစစ်ကြောင်းထုံမိရှုလို့ရိတောင်းနေချိတဲ့ပီတူများပြေလို့ရချက်ပြင်းနေရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှဖြစ်ပါရယ် မကွေတိုင်းပေါမျက်နဲ့အတွင်းစစ်ကြောင်းထုံနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူလူကိုဖမ်းဆီးတပ်ဖြတ်ပြီးခြေရများကိုစစ်ကြောင်းထုံမီးရှို့လို့၍တောင်းနေချီတဲ့ပြည်သူများပြည်ရထပ်ပင်းနေရကြောင်းပေါမျက်နဲ့လူတားချင်းစာနာထပ်နာမှတာဝန်ရှိသူနဲ့ဒေသနဲ့ပြည်သူများကရှောင်ခဲ့တဲ့တဲ့ဌာနတော်ပြောဆိုထားပြပါရယ် အောက်တိုဘာလ20ရက်နေ့တွင်အကြံဖက်စတရဲ့ကပ္ပစ20နှစ်မှထွက်လာတဲ့တမတ်69နှစ်အောက်ခံတရင်တရကို439ဆက်လေးတို့ပူပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းတွေရူကြီးရွာအနောက်ဖက်တွင်ရှာပင်ကြီးရွာမိုးကောင်းချောင်းမှအသက်30ကျော်ရွယ်ကိုရွှေမင်းနဲ့ရူကြီးတောင်းမှအသက်40ရွယ်ကိုကျော်နိုင်ချွန်တို့ကိုဖမ်းဆီးတပြက်ခဲ့ကြောင်းသိရပါတယ်ထိုစစ်ကြောင်းတင်းအော်တိုဘလာ31ရက်နေ့တွင်ပသိမ်မိုးရွာလမ်းပိုင်းကိုရောက်ရှိလာပြီးနောက်ရင်းအိမ်နှင့်အဆောင်ပိုင်းတွင်ချက်ကန်ရွာစတဲ့ကြောင်းကိုစတင်ဝင်ရောက်လာခဲ့ကြောင်း ထို့နောက်အကြံဖက်စတာများကရင်းနေတဲ့အစောပိုင်းမှာစတဲ့ပြီးကြေးရအတွင်းပြီးတပိုင်းနဲ့ခွန်းနှလုံးခန့်ကိုလည်းမီးရှို့ပြစ်စစ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းစစ်ကြောင်းဟာနိုဝင်ဘာလ10ရက်နေ့တွင်ချက်ကန်ရွာကနေတဆင်ပင်တောင်ပြူစောတိရွာနဲ့ဒီတော့ကွင်းရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထွက်သွားကြောင်းထို့နောက်နိုဝင်ဘာလ3ရက်နေ့တွင်ရင်းစစ်ကြောင်းဟာပြူစောတိများနဲ့ပူပေါင်းကာအင်အား900ခန့်ဖြင့်စစ်ကြောင်း3ကြောင်းခွဲပြီးကျွရများကိုချက်မဲ့စစ်ကြောင်းတို့မိရှုဖြစ်စင်းနေကြောင်းသိရပါသည် အဆိုပါတန်ဖက်စစ်တပ်စကြောင်းကြောင့်လက်ရှိအချိန်တွင်ပေါင်မြင့်တဲ့အတွင်းရှိကြေးရွာ16ရွာမှာအင်အားစု3000ကျော်ပြည်သူ1200ကျော်တိဘေးလွတ်ရာတောတောင်မြအတွင်းချက်ပြေတင်ဆောင်နေရကြောင်းလည်းသိရပါတယ်။အခုထုတ်တင်တဲ့စစ်ခွေတွေကအောက်တိုဘာလကလေးကကပ္ပစနစနစ်တွေကထွက်လာတဲ့ကောင်းတွေပါ။အဲ့ဒီကောင်းတွေပဲတိတက်ခန့်ပြူစောထီရနဲ့ပူပေါင်းပြီးစစ်ကြောင်းထုတ်နေတာအခုတင်ဆောင်နေရတာပြည်သူတောင်းနဲ့ချီပါတယ်အကုန်လုံးဘေးလွတ်ရာကိုပြေးနေရပါတယ်။ရွာတွေကိုလည်းဆက်တိုက်ကိုဝင်ရောက်စီးနေနေတာလို့ဒေတာနဲ့ပြည်သူတွေကလည်းပြောဆိုထားဖြစ်ပါရယ်။ ဆက်လက်ပြီးတော့ TNA စုခွန်မဲ့မြို့များကို PNA အပါဝင်ကြော်တဲ့တပေါင်းစုကအစွမ်းကုန်ကာကွယ်ရင်ပြင်ဆင်ထားရဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရယ်။တောင် TNA စုခွန်မဲ့မြို့များကို PNA အပါဝင်ကြော်တဲ့တပေါင်းစုကအစွမ်းကုန်ကာကွယ်တွားရန်ပြင်ဆင်ထားကြောင်း PNA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရန်ခေတ်တဲ့သတင်းဌာနတို့ပြောကြားထားဖြစ်ပါရယ်။ TNA ကအောက်တိုဘာလ29ရက်နေ့တရရဲ့ကြောင်းဝင်ဆစ်ဆမှုဖြင့်စစ်တပ်နဲ့ပြစ်ခတ်ရဆက်လိုက်ပြီးမိုးကုတ်နဲ့မိုးမဲမြို့များမှာအဆုတ်ခွာမှာဖြစ်ကြောင်းတရားဝင်တရင်ထုတ်ပြန်ခဲ့တာဖြစ်ပါရယ်။ TNA တက်ကလက်လွတ်ဆုခွာရန်ရှိနေတဲ့မိုးကုံးမြို့နယ်မိုးမင်းမြို့ပေါ်သို့အကြမ်းဖက်စကောင်းစစ်တပ်ကမြို့ထက်သို့တရင်ပင်များဆင်လွှတ်ချပြီးတပိတ်ချင်းမြို့နယ်ဖက်မှဝင်ရောက်ရန်စတင်လှုပ်ရှားနေကြောင်းမိုးကုံးမြို့နယ်မိုးမင်းမြို့တို့မှထိလေတများဆုခွာသွားမည်ဟုကြေညာခဲ့ပြီးနောက်ရင်းမြို့နယ်မြို့ကိုစကောင်းစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ရအတွက်ကြိုးစားဆောင်ရွက်လျက်ရှိရာပြည်ထောင်ကဝန်ရချက်ဖွဲ့အတတီကလည်းရင်းမြို့များကိုအစွမ်းကောက်ကွက်သွားမှဖြစ်ကြောင်းအတတီထုတ်ပြန်ကသတိပေးထားပြပါရယ် အကြံဖက်စစ်တပ်ကတပည့်ချင်းမျိုးနဲ့အတွင်းရှိအမှတ်73တမရာတမ်းမြင့်တင်းတဲ့ကြောင့်တက္ကသိုလ်ကျွဲမိုးကုံမျိုးမိုးမဲမျိုးနဲ့တခြားမျိုးများမှဆုတ်ခွာလာတဲ့စစ်သားများကိုစုဖွဲ့ထားတဲ့ဇမုထန်တပ်သားတင်းများကိုလည်းတင်းနံပေးကာတိုက်ပွဲများဖြစ်ပွားရနေရများကိုစစ်ကူလက်နဲ့ခရံလက်ခရံရိတ်ခါများပို့ဆောင်နေကြအလားတူမိုးမိတ်မျိုးနဲ့မိုးကုံမျိုးပေါ်တို့တွင်တရင်ပေးတဲ့သူများကိုလည်းဆင်လုထားကြောင်းသိရှိရပါသည် လက်ရှိချင်းတွင်ပြည်သူလူမျိုးရေးတမတော်အနေဖြင့်စကားကြိုင်းမကွေးကြိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တနင်္သက်ရီဒေသတို့တွင်မဟာမိတ်များနှင့်ပူးပေါင်းကဆေးဥစုကိုတိုက်ခိုက်လျက်ရှိနေပြီးစစ်တပ်သားအသည့်တီတွင်ဇာနာရှိစနစ်အမြင့်ပြည့်ရတွင်အကြံဖက်ဆေးဥစုကိုအလဲထုံနိုင်ရန်တိုက်ပွဲပြင်းစင်နေခြင်းဖြစ်ကြောင်းတဲ့တုံညာနဲ့ကောဆစ်စင်ရဲ့နည်းပြထုတ်ပြန်ချက်တွေနဲ့အတိပိထားပြပါရယ်။ကျောင်းလေးဆက်ပြီးမှကျွန်မပဲကကြနာကိုပြပါရှင်။အဖေနာစင်အတွက်အထူးပဲကျေးဇူးတင်ရှိပါရယ်ရှင်။